Hello အားလုံးပဲမင်္ဂလာပါဘိုးဘောမချန်ကနေကြိုဆိုပါရစေ ယူရိုပါလိတ်ကွာတောက်ဖိုင်နယ်ဒုတိယအကြိုပွဲစဉ်နေ့အဖြစ်ကျွန်တော်ကြာတာပရိညမှာရှင်ပိုင်ကစားကြမယ်ပေါ့နော်ဆိုတော့ဒီထဲမှာမှကျွန်တော်တို့ထုံးတာနယ်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့စပါးတို့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့ပွဲစဉ်နှစ်ပွဲအကြောင်းကိုကျွန်တော်ပြောကြည့်ရအောင်ပါစပါးကတော့ဖရန်ဖက်ရဲ့အိမ်ကွင်းကိုသွားပြီးတော့ရှင်ပိုင်ကစားရမယ်ပထမအကြိုစပါးကွင်းမှာတော့ကျွန်တော်တစ်ဖက်ကိုတကူးစီတည်ကြထားတာပါစပါဘကတော့စတောစီတီဆိုသူတို့6မိနစ်မှာဟူဂိုအီဂီတီဂီရဲ့ဂိုးကိုခွင့်ပြုပေးရပြီမဲ့ပက်ထရူပူရူ26မိန နီမှာပြန်သွင်းတဲ့ဂိုးနဲ့ဝန်းဝန်းတရေကျသွားတာနော်ဆိုတော့အဲ့ဒီပွဲမှာဆိုလို့ရှိရင်ဒီကနေ့ပြောရင်ဗျာဒီ front back တို့ဘာလို့ဘက်ကဂိုးပေါက်ကန်တာနေဘာတွေတော့မှသူတို့အများကြီးမလုပ်နိုင်ခဲ့ဘူးနော်အဲ့ဒါမျိုးလို့ front back ကကြားထဲမှာကစားတယ်သူတို့ဂျာမန် Bundesliga ပွဲမှာတော့3-0ဆိုရဲရလနဲ့အိမ်ကွင်းမှာနိုင်ထားတယ် စပားကကျတော့ကျွန်တော်ပရီးမီးယားလိမောင်းတဲ့ကရှုံးထားတာထင်တယ်နော်ဆိုတော့အဲ့ဒီ3-0နဲ့နိုင်တဲ့ပွဲမှာလည်းထုံးတန်တိုင်းပဲသူတို့အာကွာတဲ့တိုက်စစ်အဂီတီကီကဂိုးသွင်းသေးတယ်ပေါ့ဗျာနောက်ပြီးလို့ချင်း Robin Koch တို့ဒါဂျာမန်နောက်တန်းကစားမားတွေအရင်တုန်းက Leeds United မှာကစားဘူးတယ်ပေါ့နော်ဒီကစားမားတွေကျွန်တော်ဂိုးတွေသွင်းတယ်အဲ့ဒီပွဲမှာတော့သူတို့ကပုံစံကောင်းနေပါတယ်ပြထားတာပေါ့လေနော်လက်ရှိမှာလည်းကျွန်တော်တို့အနေနဲ့ဒီ Bundesliga မှာဆိုလို့ရှိရင်ဒါ Frankfurt ကအဆင့်3မှာရှိနေတာ နော်အဆင့်၃မှာဒီရာဒီ29ပွဲကစားထားတဲ့အချိန်မှာသူတို့15ပွဲနဲ့6ပွဲတည်နေအဲဒီရှုံပွဲက10ပွဲပဲကျွန်တော်ရှိထားသေးတယ်ပေါ့နော်တိုက်စစ်ကတော့58ကူရပြီးတော့ခန်းစစ်က42ကူပေးထားတာပေါ့လေဒါကတော့ Frankfurt ကဒါဘွန်ဒက်စလီကာမှာအချီနီကောင်းနေတဲ့အသင်းပေါ့ဆက်စပားလိုမျိုးပရီးမီးယားလိမှာတိုင်ပတ်နေတဲ့အသင်းကိုအနိုင်ယူနိုင်ပါမလားမနော်စပားကတော့ပြီးခဲ့တဲ့နေ့ကသူတို့ရှင်ပိုင်ကစားခဲ့တဲ့ဝူဘာဟန်တန်နဲ့ပွဲမှာတော့4-2ဆိုတဲ့ရလနဲ့သူတို့ရှုံးနေထားတဲ့ အဲဒါဟာဟိုဒီနောက်ပိုင်းမှာတော့ဗောနော်နီးပြအဲလိုဒီဗာလဲ NG positive group အတွက်ကတော့တော်တော်ကိုဝေဖန်စရာတွေဖြစ်လာပြီဗောလေအဲ့ဒီပွဲမှာဆိုလို့ရှိရင်လည်းဘောလုံးပိုင်ဆိုင်မှုအသာစီးရတာကလွဲရင်ကျန်တာတွေထူးထူးခြားခြားကြီးမလုံနိုင်ခဲ့ဘူးဗောကိုပေါက်ကန်တင်မှုတွေကိုပေါက်တဲ့တာတွေဒါဝူပန်ဟန်တန်ရဲ့ဘက်ကအများစီအသာစီးအောင်လုံနိုင်ခဲ့တာအင်နူရီတို့เนาะပြီးလို့ရှိရင်ဒါစပန်စ်ကအုံကူသွင်းတာတို့ပြီးလို့ရှိရင်တိုက်စစ်မှုစထရန်လာဆန်တို့ပြီးလို့ရှိရင်မက်ဒီယပ်စ်ကွန်ညာတို့ဂိုးတွေနဲ့ ကျွန်တော်တို့ဒါနိုင်ခဲ့တာပေါ့စပါးမှာဆိုလို့ကျွန်တော်မက်ဒီစတဲတို့ပြီးလို့ရှင်ရစ်ချာလီဆန်တို့နဲ့ကျွန်တော်တို့ဒါနှစ်ကူးသွင်းနိုင်ခဲ့တာပေါ့လေဆိုတော့လူစင်းနဲ့မှာဆိုလို့ရှင်တော့စပါးဘက်ကကျွန်တော်တို့ကြည့်ရင်ဒါကူလူဆက်စကီတို့ဘာလို့ပြန်ကစားနိုင်ပြီဆိုတာမျိုးကဒါတင်းကောင်းပေါ့လေနော်ရစ်ချာလီဆန်လည်းပြန်ကစားနိုင်ပြီကူလူဆက်စကီလည်းပြန်ကစားနိုင်ပြီဆိုတော့လူကက်ဗတ်ဗာဂျ်ဘယ်တို့ကစားမားတွေကိုလည်းအဲ့ဒီပွဲမှာအနားပေးခဲ့တာဆိုတော့ဖရန်ဖက်နဲ့ပွဲမှာတော့ပြန်ပြီးတော့ပွဲထွက်လူစင်းနဲ့မှာပါမယ်လို့ကျွန်တော်ထင်တယ်လက်ရှိမှာဘီဇူးမားတို့ဘာလို့ဆိုရတဲ့ဗာဂျ်ဘယ်တို့ဘာလို့ကပူကောင်းနေတာ ဆိုတော့ပြီးလို့ရှိရင်ရိုဒရီဂိုဘန်တန်ကာရိုကိုလည်းဒုတိယပိုင်းရင်ပိုင်းမှာအနာပေးအနာထည့်ခဲ့တာဆိုတော့ဒီလူကက်စ်ဗာဂျ်ဘယ်တို့ရိုဒရီဂိုဘန်တန်ကာရိုနှစ်ယောက်ကိုကွင်းလယ်မှာပြန်ပြီးတော့ဘယ်တော့တွေ့ရဖို့အများတယ်လို့ကျွန်တော်ထင်တယ်ပက်ထရိုဘူရူရူဘာရိုကိုလည်းကျွန်တော်တို့အနေနဲ့ဒီဘယ်လိုပြောမလဲအဝါမှာအနာပေးခဲ့တာဒီဝူဘန်ဟန်နဲ့နဲ့ပွဲစဉ်မှာအနာပေးခဲ့ပြီးတော့အာခီဂရီတို့ဘာတို့ကို right back ဒီမှာထုတ်လာတာဘန်ဒီဘန်တို့ကိုလည်းအနာပေးခဲ့တယ်ဆိုတော့ဥဒိုဂီတို့ကိုလည်းကျွန်တော်အနာပေးခဲ့တယ်ဆိုတော့ဒါကြောင့်စပါးကဘောနော်ပရီးမီးယားလိဂ်ကပွဲတွေကိုလက်လွတ်လိုက်ပြီးတော့ ဒီယူရိုပါလိကိုပဲအများစုအာယုံဆိုင်လာတယ်လို့ပဲကျွန်တော်ယူဆရမယ်ပေါ့နော်။ဒါကြောင့်သူတို့အနားပေးခဲ့တဲ့ကစားမတွေထဲမှာဆိုလို့ရှိရင် quality ကစားမတွေကြီးပဲထားပါတော့ Richard Leeson တို့ Lucas Vajbel တို့နော် Kulusevski, Banton က Uduki, Puru ပြီးရှင် Mickey Van de Ven ခုနှစ်ယောက်လောက်ထိကတကယ်အားကူးဝနိုင်တဲ့ player တွေကြီးပဲပေါ့ Richard Leeson ကတော့ပြင်လာတာပေါ့လေ။ဒါကြောင့်ကျွန်တော်အနေနဲ့ Wolverhampton နဲ့ပွဲမှာအနားပေးခဲ့တော့ Frankfurt နဲ့ပွဲမှာတော့ပါနိုင်မှာပဲ။ဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်ဒီတအားဖြင့်နီးပြဖြစ်သူ ဟိုဘူစတီဂိုဂလူနဲ့စပါအတင်းတွေ့လဲဒါသူတို့အတွက်အရေးအင်မတန်ကြီးတဲ့ပွဲပရီးမီးယားလိမ်မှာတိုင်ပတ်နေပြီးတော့ယူရိုပါလိမ်မှာဒီအဆင့် quarter final ကြီးကျွန်တော်ရောက်လာတယ်ပထမအကြော့ကလည်းအိမ်ငွင်းဆိုမျိုးလိုတည်ရည်ဆိုတော့အဝေးဝင်းဖြစ်ပြီးမဲ့လို့ရေကုန်ရေကန်းကစားပြီးတော့နိုင်အောင်ကျူးပန်းမှာတခုပဲကျွန်တော်တို့ဘနော်ခန်စစ်ကထင်တယ်လို့ကြီးပေါက်နေလို့တော့မရဘူးအဲမဲ့ခရစ်စတီယန်ရိုမဲရိုနဲ့အူဒိုဂီတို့ပက်ထရိုပူရိုတို့ပြီးလို့ရှိရင်မီကီဗန်ဒီဘန်တို့ကစားမှတွေပြန်ပါမယ်ဆိုရင်တော့ ဖန်စစ်ကအလောက်ကြီးတီတော့ကျွန်တော်ပေါက်လိမ့်မယ်မထင်ဘူးပေါ့နော်စပါကွင်းမှာတော့ငါလည်းဒီ front back ကကျွန်တော်ဒါဂိုးပေါက်ကွန်တီမှုသူတို့မှာ၄ချိန်ပဲရှိခဲ့တာဗျာနှစ်ချိန်ဂိုးပေါက်တက်ပြီးတော့သူတို့တကူရတာနော်အဲ့ဒီတော့ငါဆိုလို့ရှိရင်လည်းသူတို့ရဲ့နောက်တန်းမှာ petro puro တို့နော် romero တို့ bandi ban တို့ udogi တို့လိုကစားမားတွေပေါ့လေနောက်တန်းမှာဆိုတော့အဲ့ဒီ၄ယောက်စလုံးကိုလက်ရှိဒုတိယကြောင့်မှာပြန်မြင်ရဖို့ရှိတယ်ဒါကြောင့်ကျွန်တော်အနေနဲ့တော့ ဟိုပထမ first line နဲ့ summary တွေအများစုကိုအနားပေးထားတယ်ဆိုတော့ကျွန်တော်ကျွန်တော်တကယ်ပြောရင် front back အနေနဲ့ပေါ့နော် Bundesliga မှာလည်းအဆင့်3လို့ဘာလို့သာပြောတာကျွန်တော် front back တက်လိမ့်မယ်လို့မထင်ဘူးပြည့်တယ်စပါးကပဲနောက်ထပ်စက်တက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်သူတပြင်စပါးအနေနဲ့ပေါ့နော်ဒီပြိုင်ပွဲကြီးရဲ့သူတို့အတွက်ရည်ကြီးနေတာဟုတ်ဒါအပြင်သူတို့မှလည်းရလက်တီကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားမားတွေရှိတယ်စိတ်မချတာသူတို့ကွင်းလင်နဲ့နောက်တန်ကိုနော်နောက်တန်ကလည်း first line နဲ့၄ယောက်မှ၃ယောက်လောက်ကိုအနားပေးထားခဲ့တာဆိုတော့ ဖြစ်မာတယ်เนาะဂူသမဗီကာရီယိုတို့လည်းပြန်ကစားနေတဲ့အခြေအနေမျိုးမှာကျွန်တော်ကတော့အဝေးကွင်းမှာရက်လက်ကောင်ယူသွားနိုင်လေဦးမလို့ကျွန်တော်ထင်တယ်။ဟာဒီကောင်နေနဲ့လေအိမ်ကွင်းမဲ့အိမ်ကွင်းမှာတော့မှမမနိုင်တာဆိုတဲ့ပုံစံမျိုးတော့မြင်ကောင်းမြင်လိမ့်မယ်ပေါ့နော်။ဒါမျိုးလို့ကျွန်တော်ဥဒူဒီပိုစတီကိုဂလူအတွက်အရေးကြီးတဲ့ဒီပွဲစပါအတွက်အရေးကြီးတဲ့ဒီပွဲနောက်တစ်ဆင့်တက်ကိုတက်မှရမယ့်အခြေအနေမျိုးမှာကျွန်တော်ကတော့ Frankfurt ဆိုတာထက်ဧည့်သည်ဖြစ်တဲ့စပါကိုပို့ပြီးတော့เนาะဒါနောက်တစ်ဆင့်တက်သွားနိုင်တဲ့အခြေအနေမျိုးလို့ကျွန်တော်ထင်တယ်။ဆိုတော့ညီကလေးနေနေရောကျွန်တော်တို့ဘယ်လိုဘယ်လိုမြင်ကြလဲ။ ယူရိုပါလိမ့်မှာစပါနောက်ဆင်းကိုတက်သွားလိမ့်မယ်လို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါအောင်เนาะဒါကတော့လက်ရှိမှာစပါပွဲပေါ့လေနောက်ထပ်တပွဲကတော့ဒါ Manchester United နဲ့ Lyon တို့ကစားမယ်ပွဲပါနောက်ကျတော့ဟိုလိုင်ယွန်ကတော့ဒီမတိုင်ခင်သူတို့ကစားခဲ့တဲ့ပွဲမှာအဝေးဝင်သွားကစားတာသူတို့ဒီပြင်သစ်လီဂူမှာ1-3ဆိုရဲရလနဲ့ကျွန်တော်တို့နိုင်တယ်မန်ချက်စတာယူနိုက်တက်ကတော့နျူကာဆယ်ကို4-1ဆိုရဲရလနဲ့အဝေးဝင်မှာရှုံးထားတယ်ယူနိုက်တက်ကွင်းမှာကစားမှာပေါ့လေပထမကြော့မှာတော့တစ်ဖက်ကို2-0စီတည်ကြတာဒါလိုင်ယွန်ရဲ့နောက်ကျဂိုးတွေယူနိုက်တက်ကအမှားတွေနဲ့ ကျွန်တော်လိုင်ယွန်ဘက်ကကျွန်တော်ကြည့်ရင်လိုင်ယွန်ကကြားထဲမှာကစားခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်တို့ဘယ်လိုပြောမလဲဝါထီရှုပ်ဘာလဲဒီအနာပေးထားတာကျွန်တော်ဒီ၃ယောက်ရှိရပေါ့နော်ကွင်းလယ်မှာတို့မာတစ်ကိုထည့်လာပြီးတော့ကစားမတစ်ယောက်ကိုအနာပေးပြီးတူလီဆိုပဲတို့ထည့်ထားတာပြီးလို့ရှိရင်တို့ရဲ့ဖူဘက်စ်၂ယောက်ဖြစ်တဲ့တာဂလီယာဖီကိုနဲ့အင်စလီမစ်လန်နိုင်းတို့ကစားမတွေကိုတို့နှစ်ယောက်အနာပေးခဲ့တယ်ဒါပြင်တိုက်စစ်ကတော့ပေါ့နော်ချာကီတို့လာကာဇက်တို့ပြီးလို့ရှိရင်အယ်မန်တာတို့နောက်ပြီးလို့ရှိရင်ဘာလဲဒီ အေးဗာလဲဒီမာကူအဒါဇီလာနော်အဲ့အစားမတွေဂျော်ဂျီယာကနော်ဆိုတော့သူတို့တွေကိုအကုန်ထည့်ခဲ့တာအကုန်ထည့်တာအကုန်ထည့်တာဂိုးတွေလည်းသူတို့တွင်းကြတယ်ဆိုတော့အဲ့မှာ13နဲ့သူတို့9ထားပြီးတော့ယူနိုက်တက်ကိုလာကစားရမှာမန်ချက်စတာယူနိုက်တက်ကကျွန်တော်ကျွန်တော်တို့ဗနော်ဂျိုရှူအာဇီဂီမပါနေတော့တိုက်စစ်မှာအားကူအောင်ကစားမှာကျွန်တော်မပါနေတော့ရာဒီကွန်တော့ဒီကျွန်တော်နားရမယ်ခွေမင်းနူးပြန်ပါမနေပြီပြန်ကစားနေပြီမေဆန်မောင်းပြန်ကစားနေပြီလုကျောပြန်ကစားနေပြီအဲအေဒင်ဟေဗင်အရန်ကူမှာပြန်တွေ့နေရပြီ ။အဲမျိုးလိုနောက်တန်းနဲ့ဂိုးသမားဟာအန်ဒီရဲ့အကြီးဆုံးပဲ။နော်ဂိုးသမားကအန်ဒီရဲ့အကြီးဆုံးပဲ။သူတို့ပြင်ဒီပွဲဆိုလို့ချင်းကျွန်တော်ကြည့်ပြ။ဂိုးသမားနေရာမှာအန်ဒရယ်ဦးနာနာရှိမယ်။ဘိုင်နာရှိမယ်။တွန်ဟီဒန်ရှိမယ်။ဘယ်ကောင်းမှအားကိုးလို့မရဘူး။မြင်၃ယောက်ပေါင်ဖန်းတောင်မှဂိုးကပြင်ပေးရအောင်မှာအဲ့လိုမျိုးဆိုတော့ဟိုဦးနာနာကိုကျွန်တော်တို့ကြည့်တော့လေဒီပွဲကပြန်ပြီးတော့ပါလိမ့်မယ်တော့ထင်ပါတယ်။ပွဲကြီးအတွေ့အကြုံတွေရှိတာဗာညာနဲ့ပေါ့နော်။ပွဲကြီးအတွေ့အကြုံတွေရှိတယ်ဆိုတော့ဦးနာနာကိုထဲကောင်းလေးထည့်လိုက်မယ်။ ရဲအကယ်လို့မြန်ပင်နေဒီအဆုံးပြက်တွေပါတွေတွားရတယ်ဆိုလို့ရှိရင်ဘိုင်နာကပူပြီးတော့အချင်းကြီးကောင်းတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့နှစ်ယောက်စလုံးကိုပြုံးဖမ်းခိုင်းရမယ့်အချင်းကြီးမျိုးလို့ဖြစ်နေပြီနော်အမိုဒီဘလိုအဆုံးပြက်တယ်တော့မသိဘူးလက်ရှိမှာတော့ယူနိုက်တက်ဂူဒမားနေရာမှာဘယ်သူမှအများကြီးပူပြီးတော့အားကိုးရတဲ့သူရှိရလို့ကျွန်တော်မထင်ဘူးပေါ့နော်ဘယ်သူပွဲထွက်လာမလဲတော့မသိဘူးကျွန်တော်တော့ဟိုပွဲအတွေ့အကြုံရှိတဲ့အိုနနာပဲပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ပင်နေဒီကတော့ပင်နေဒီတစ်ဖြက်ပေါ့လေ ဆိုတော့နောက်တန်းကလည်းပြန်မှားတယ်ဗျာဒီလန်တော့ဒီလစ်ပြန်မပါနိုင်သေးဘူးဆိုတော့လင်နီလော့ကလည်းအချင်းကြီးမကောင်းဘူးမာစတာဝီကလည်းတော့၆တိုင်နေပတ်နေတာเนาะလင်နီယူရိုလောက်မဲ့အဆင်ပြေတာလင်နီယူရိုရှိမယ်မကွိုင်းရရှိမယ်ဒီလောက်ပဲเนาะပြီးတော့အချင်းကြီးကမကောင်းဘူးပေါ့ကွင်းလယ်မှာလည်းဦးကာတေးက international break အပြီးတည်းကပြန်မလာနဲ့ပြန်ပြီးတော့မကောင်းနိုင်သေးဘူးအချင်းကြီးလည်းအဲ့လိုတွေဖြစ်နေတာမေဆန်မောင့်ကလည်းတန်ရာပြဿနာတွေနဲ့အကြာကြီးနှားထားတော့ပွဲချိန်ပြည့်မှကစားနိုင်သေးတာเนาะပြီးလို့ရှိရင်ဟိုကိုဗီမင်းနူးကလည်းအဲ့လိုပဲတူတူပဲ ကျွန်တော်မထူးဘောเนาะဒါပေမဲ့လို့အိမ်ဝင်းဖြစ်တယ်ဗျာဒီလားပြီးရင်ကျွန်တော်ဟိုစပါလိုပဲဒီလားเนาะပရီးမီးယားလိမှာအသကုံတိုင်ပတ်နေပြီးတော့เนาะပရီးမီးယားလိမှာအသကုံတိုင်ပတ်စုပ်ပြတ်တက်နေတဲ့အချိန်မျိုးမှာမျောလင်းချက်ရှိတာဆိုတော့ဒီယူရိုပါလီလေးပဲကျွန်တော်ရှိတာအိမ်ဝင်းကြီးလဲကျွန်တော်ကစားရမယ်เนาะဆိုတော့ကိုပရိသတ်ကြီးအများစုရှိတယ်ကျွန်တော်ကစားရမယ်တကယ် performance ကောင်းကောင်းနဲ့သူတို့ရှင်ပြီးတော့နောက်စင်တက်အောင်ကျူးပန်းတင်တယ်နောက်စင်တက်အောင်ကျွန်တော်လှုပ်ပြတင်တယ်လွယ်တော့လွယ်မဲ့ပွဲမဟုတ်တာတော့အသေးချာပဲ ီစင်တီတက်လာကြတယ်ဆိုကြတဲ့ကလိုင်ယွန်လည်းပဲညံ့နေတယ်မဟုတ်ဘူးဗျာကိုရီးယားတော့ပရီးမီးယားလိမှာတိုင်ပက်နေရင်းနေပေါ့နော်ကျွန်တော်တို့ကဒီစင်တီရောက်လာတာလိုင်ယွန်ကလက်ရှိယူရိုပါလိဆိုရပါလိဒီလိုပြင်သစ်လီဂူမှာလည်းအဆင့်၄တွေပါလိရှိနေတာဆိုတော့လိုင်ယွန်နေနဲ့အဝေးဝန်းမှာဒုက္ခပေးနေမှလားကျွန်တော်ကြည့်ရမှာပေါ့လေပင်နယ်လီဆုံးဖြတ်တွေအထိပါရီမြန်သွားမလားဒါမှမဟုတ်မီနီ90မီနီ120တော်တိမပြတ်မလားကျွန်တော်ကြည့်ရမယ်ညီကလိုနေနေရောဘလူမီညလဲဒီပွဲမှာဘယ်အသင်းကြီးကနောက်ဆင့်ကိုတက်သွားလိမ့်မယ်လို့ထင်ကြပါလဲဆပါဖရန့်ဖက်မန်ချက်စတာယူနိုက်တက်လိုင်ယွန်ပွဲမှာ ဒီနောက်ရစင်တက်သွားနိုင်မယ်ထင်ကြတယ်။ဆုတောင်းကြပါအောင်။အားလုံးကိုချစ်သူများဒီမှာလည်း